မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ခတ်ချူကျေးရွာအနီးဒေသမှာစစ်ကောင်စီရဲ့ Wi-Fi လေယာဉ်တစ်စီးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပစ်ချနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် KIA ကဝိုင်းမော်မြို့နယ်အတွင်းစစ်ကောင်စီစခန်းများကိုဇက်တိုက်သိမ်းပိုက်နေပြီးတော့မြေကြီးနားမြို့အနီးရောက်ရှိလာချိန်မှာစစ်ကောင်စီကလက်နက်ကြီးလေကြောင်းပစ်ကူတို့နဲ့အပြင်းထန်ခုခံနေရာမေလ26ရက်နေ့မှာစစ်ကောင်စီရဲ့လေယာဉ်ကိုပစ်ချနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ကြတာကတော့ကြပြီလို့ပြောတယ် Wi-Fi လေယာဉ် ခတ်ချိုအနီးဟုတ်တယ်လို့စီရဲတရင်အရေးမြက်ကပြောကြားထားပါဗျ။အခုလေရင်ပြစ်ချခံရတဲ့ခတ်ချိုရွာအနီးမှာ KIA နဲ့ပူးပေါင်းတပ်များစီရဲလှုပ်ရှားမှုရှိနေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစစ်ကောင်စီကခတ်ချိုရွာဘက်ကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်ခဲ့ရာကလေးငယ်နဲ့အမျိုးသမီးများအပါအဝင်ဒေသခံပြည်သူ6ဦးသေဆုံးပြီး10ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။တခြားကချင်စီရဲတရင်အရေးမြက်တအူးကလည်း လေရင်ပြစ်ချခံရပြီးတော့ပြတ်ကြတယ်လို့တော့ပြောနေကြတယ်လို့ပြောဆိုခဲ့ပါတယ်။ဒေသခံတအူးကခတ်ချိုရွာအနောက်ဘက်ကမပြောတော့တဲ့ကိုမိโกတန်းပြီးတော့ပြတ်ကြတာ။သူကသူအင်ဂျင်ချိုရင်းပြီးတော့ပြတ်ကြတာလား။ ပြစ်ချလိုက်လို့ပဲပြတ်ကြတာတော့မသိဘူးလို့ပြောဆိုကြပါတယ်စစ်ကောင်စီလေရင်ငယ်တစည်းမိโกတန်ရက်နဲ့ငါပြောတော့အတွင်းကိုထိုးဆင်းသွားတာကိုနေ့လယ်တနာရီ40မိနစ်ခန့်ကတွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ဒေသခံတအုပ်ကပြောကြားထားပါတယ်ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှုယုံနဲ့နီးစပ်တဲ့ဌာနဆိုင်ရာရရှိတအုပ်က Y12 တစည်းအဆက်အသွယ်ပြတ်သွားတယ်လို့စက်တွေကနေလှမ်းပေါက်နေတယ်လို့သိရတယ်ကျန်တာကိုတော့ကျွန်တော်လည်းမသိသေးဘူးလို့ညနေ3နာရီခန့်မှာပြောကြားထားတာကိုတွေ့ရပါတယ် KIA နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တအုပ်ကလည်းစစ်ကောင်စီရဲ့ထောက်ပို့လေရင်ဟာ အေယာဝတီမြေအတွင်းကိုထိုးစင်းသွားတယ်လို့ကနအူသိရှိထားတယ်လို့ပြောကြားထားပါဗျ။ခတ်ချိုကြီးရွာဟာဝိုင်းမော်မျိုးနဲ့သုံးပိုင်ကန့်အကွာမတီရှိပြီးတော့အဲ့ဒီနေရာအနီးမှာမုတ်လွဲရွာမှာစေကောင်စီကလက်နက်ကြီးများကိုတပ်ဆင်ပြီးတော့ခန်းစစ်ပြုလုပ်ထားတယ်လို့သိရပါဗျ။ဒီကနေ့မေလ26ရက်နေ့မနက်ပိုင်းမှာပြစ်ခတ်တပ်များမကြားရတော့လဲမုံလွဲနှစ်နာရီကန့်မှာမုတ်လွဲရွာကစေကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေတယ်လို့သတင်းရရှိပါဗျ။ KIA နဲ့ပူးပေါင်းတပ်များဟာဝိုင်းမော်မြို့မှာရှိတဲ့အခိုင်အမာဆက်စပ်ခန်းကြီးများဖြစ်တဲ့ခမရ၃နှစ်တဲ့အပါဝင်ရှေ့တန်းစခန်းအများပြားကိုတင်းယူထားတယ်လို့သိရပါဗျ။ဝိုင်းမော်မြို့မှာစစ်ကောင်စီရဲ့အခိုင်အမာတပ်စခန်းအနေနဲ့ခလာရ58ကြန့်ရှိနေသေးတယ်လို့သိရပါဗျ။နိုင်ငံတော်ဝန်လုံးကတိုက်ပွဲများမှာစစ်ကောင်စီက112လေယာဉ်ကိုအသုံးပြုပြီးတော့ပစ်ကူပေးပြီးတော့တိုက်ခိုက်လျက်ရှိရာအဲ့ဒီလေယာဉ်အမျိုးအစားကို KIA ကပထမဆုံးအချိန်ပြစ်ချနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ KIA အနေနဲ့အခုနှစ်စမ်းပိုင်းကစစ်ကောင်စီရဲ့တိုက်လေယာဉ်ဒဇီးနဲ့ရဟတ်ယာဉ်ဒဇီးကိုလည်းပြစ်ချ ခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီလ3ရက်နေ့ကဝိုင်းမော်မြို့နယ်နားဖော့ဒေသကိုလာတဲ့စစ်ကောင်စီရဟတ်ရဲနှစ်စီးကို KIA ကပြစ်ချရာဒဇီးပြတ်ကျခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဇန်နဝါရီလ16ရက်နေ့ကရှမ်းမြောက်ကိုခိုင်မြို့နယ်နတ်ဖက်ကာတိုက်ပွဲမှာစစ်ကောင်စီလေရင်ကို KIA ကပြစ်ချခဲ့မှုတယ်လို့သိရပါတယ်။စစ်တပ်အာဏာသိမ်းပြီးကာက2021ခုနှစ်နှစ်ဆန်းပိုင်းကလည်းမိုးမောင်းမြို့နယ်တိုက်ပွဲမှာစစ်ကောင်စီရဲ့ရဟတ်ရဲဒဇီးကို KIA ကပြစ်ချခဲ့မှုကြောင့်တရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ်တရင်ကတော့မေလ25ရက်နေ့ည9:00နာရီကျော်အချိန်မှာရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်အောင်မင်္ဂလာအနီးမှာရှိတဲ့စေကောင်စီရဲ့အာမီရန်စက်ယုံရှိမှရှိတဲ့ကင်းဆက်ခန်းကိုဖောက်ခွဲတိုက်ခိုက်ရာစစ်သားနှုတ်ထိခိုက်ဒဏ်ရာရသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုမှာမြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်ဒါအပြင်ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့စေကောင်စီရဲ့တောက်တိုင်မှန်သမျှကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်ကြောင်းမြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ပကဖကဖော်ပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်။တရင်ကတော့မကွေးတိုင်းအောင်လံမြို့နယ်မှာမတရားစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ပြည်သူများထံကနေပြီးတော့ငွေညှင့်နေတဲ့ပြူစောထီးခေါင်းဆောင်တင်ထေးပြစ်ခတ်ခံရပြီးတော့တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့မေလ26ရက်နေ့မနက်ပိုင်းမှာပြူစောထီးခေါင်းဆောင်တင်ထေးဟာအောင်လံမြို့နယ်ကြားမွေးရွာမှာရှိတဲ့၎င်းရဲ့နေအိမ်ကိုပြန်လည်ရောက်ရှိလာတဲ့အချိန်မှာ အမည်မသိတဲ့တနတ်သမားများကပြစ်ခတ်တိုက်ခဲ့ရာဗဇက်နဲ့ဝမ်ဘိုက်တို့မှာတနတ်ကြည်စံ၃ချက်ထိမှန်ပြီးတော့ပွဲချင်းပြီးတေဆုံသွားတယ်လို့သိရပါဗါတယ်တေဆုံသွားတဲ့ပြူစောတိခေါင်းဆောင်တင်ထေးဟာကြားမွေးရွာမှာရှိတဲ့ပြည်သူများကိုမတရားဆင့်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ငွေငှချင်းအကြမ်းဖက်စစ်ကောင်စီအတွက်တပ်သားတဲ့စုဆောင်းနေခြင်းနဲ့လောင်းဟောစားဝိုင်းများကိုပြုလုပ်နေသူဖြစ်တယ်လို့သိရပါဗါတယ် ကြမွေးကြီးရွာပြူစောတိခေါင်းဆောင်တင်ထေးဒီနေ့မနက်အစောပိုင်းမှာတနက်နဲ့သုံးချက်ပြစ်ခတ်ခံရပြီးတော့ဗဇက်ပေါက်ထွက်တစ်ချက်ဘိုင်းနှစ်ချက်ဒဏ်ရာနဲ့တေးပြီးအခုထိနာရေးအတွက်ဘာမှလုပ်လို့မရသေးဘူးစစ်တပ်ကလည်းရောက်မလာသေးဘူးရဲကလည်းရောက်မလာသေးတော့ဘသူမှမထီရဲမကန်ရဲဖြစ်နေတယ်ဖုန်းနဲ့စာရွက်စာတမ်းတွေကိုတော့တင်စီသွားတယ်လို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အဲ့ဒီပြူစောတိခေါင်းဆောင်တင်ထေးဟာကြမွေးရွာမှာမနေရဲတဲ့အတွက်ကြောင့်အောင်လံမြို့မှာတိမ်းရှောင်နေထိုင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်အာဏာသိမ်းပြီးကလေးကတပ်ဆွဲထားတဲ့ချင်းပြည်နယ်မင်းတပ်မြို့မှာရှိတဲ့မြို့အဝင်ဂိတ်နဲ့မိသက်ရုံးမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့များမေလ24ရက်နေ့ညနေမှာတပ်များပြန်ပြီးတော့ရုတ်သိမ်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကတော့သူတို့ရဲ့ရှေ့ကင်းတွေကိုပြန်ရုတ်တယ်ကြားတယ်အထက်ဘက်နေရာပြန်ယူတယ်လို့လည်းပြောတယ် ်အဓိကကတော့မြို့တွင်းတိုက်ပွဲလုပ်ဖို့အတွက်နည်းနည်းသတင်းပေါက်ထားတာရှိတယ်အဲ့ဒါကြောင့်ပို့ပြီးတော့လုံခြုံတဲ့နေရာကိုသူတို့နေရာပြန်ယူတယ်လို့ပြောလို့ရတယ်လို့မင်းတပ်ဒေသခံစီရေးသတင်းအရေးမြစ်ကပြောဆိုထားပါတယ်မင်းတပ်ဒေသခံတွေကလည်းမင်းတပ်မြို့အဝင်ဂိတ်နဲ့မိသက်ဂုံးမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာမေလ25ရက်နေ့ညနေမှာတပ်ဆုတ်ခွာသွားပြီးတော့ဟိုတယ်မင်းတပ်နဲ့တာဝါတိုင်းဂုံးဆောင်စစ်ကောင်စီတပ်များနဲ့တွားရောက်ပူးပေါင်းတယ်လို့သိရကြောင်းလူမှုကွန်ရက်မှာရေးသားအသိပေးထားပါတယ်အခုလက်ရှိမြို့အဝင်ဂိတ်မှာအစစ်အစေးမရှိတော့ပါဘူး မိသက်ခုံးကိုလှမ်းမြင်နိုင်တဲ့အမြင့်နေရာတချို့မှာစစ်ခွေးတချို့ကင်းမုံဝစ်ပြီးတော့စောင့်နေကြတယ်လို့သိရပါတယ်လို့ မင်းတပ်ဒေသခံတွေကအသိပေးထားပါဗျ။အခုရပိုင်းမှာစစ်ကောင်စီတပ်များမင်းတပ်မြို့မှာရှိတဲ့ဂုံးအမြက်နေရာများဖြစ်တဲ့မိုးလေဝသ GDHS ကျောင်းလျက်စစ်ဂုံးစံမင်းတီရီဂုံးဆေးရုံဂုံးဖုန်ကြီးကျောင်းဂုံးလေးမိုင်ဂုံးစတဲ့ဂုံးအမြက်များမှာတက်ဆွဲပြီးတော့ပြင်ဆင်မှုအပစ်များကိုပြုလုပ်နေတယ်လို့ဒေသခံတွေကအသိပေးထားပါဗျ။မေလ26ရက်နေ့ကမင်းတပ်မြို့မီမြို့ဖလူကြီးများနဲ့စစ်ကောင်စီတပ်ရဲရာရှိများနဲ့ဌာနဆိုင်ရာများဟာခလာရ2ခွန်လေးတပ်အတွင်းထဲမှာ အစည်းအဝေးပြုလုပ်ခဲ့ပြီးတော့ညနေပိုင်းမှာစစ်ကောင်စီဂိတ်တချို့ရုတ်သိမ်းသွားခြင်းဖြစ်တယ်လို့သိရပါတယ်။အရက်ဝတ်နဲ့စစ်ကောင်စီတပ်ကလှုပ်ရှားမှုများရှိနေကြောင်းမင်းတပ်ဒေသခံတွေကအသိပေးထားပြီးတော့မြို့ပေါ်နေပြည်သူများအတွားအလာအနေထိုင်ဂရုစိုက်ကြရန်တတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ဇကိုင်းတိုင်းမြောင်မြို့နယ်လက်ရမရွာတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးတေဆုံးပြီးတော့စစ်ကောင်စီရဲ့ရဟတ်ရင်နဲ့လာရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီလ23ရက်နေ့ကမြင်းမှုမြို့နယ်လက်ထုပ်တော်ကျေးရွာဘက်ကနေတဆင့်မြောင်မြို့နယ်လက်ရမကျေးရွာအနောက်ဘက်မှာရှိတဲ့ CDSOM ရဲ့စခန်းတစ်ခုကိုစီးနင်းရန်ခြိတက်လာကြတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးသေဆုံးပြီး34ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ထိခိုက်ဒဏ်ရာရရှိတဲ့စစ်သားများကို6ဦးမြို့နယ်နက်ရီကန်ကျေးရွာကိုတယ်ဆောင်သွားပြီးတော့ကျေးရွာအတွင်းမှာပြည်သူတွေကိုအကာအကွယ်ယူပြီးတော့စေကူတနေတယ်လို့သိရပါဗျ။ထိတွေ့တိုက်ပွဲဖြစ်တာကြားတယ်။နေကင်းပိုင်းတစ်ပိုင်းလုံးနှီးပါပါ ါပဲညနေ9နာရီကျော်6နာရီလောက်မှပြီးသွားတာစစ်တပ်ဘက်ကအထီးကိုက်များပြီးတော့ပိတ်မိနေတော့ MI 35နဲ့လာပစ်ပြီးတော့ကယ်ထုတ်သွားတာ MI 35နဲ့ပစ်တာတနအီကျော်ကျော်လောက်ကြာတယ်မုံရွာနားမခါကနေတက်လာပြီးတော့ပစ်ပြီးတာဒီလိုလာပစ်တဲ့အချိန်မှာပဲအောက်မှာရှိတဲ့စစ်ခွေးတွေကလည်းညာတန်းတွေဘာတွေပေးပြီးတော့တက်လာတာ အပေါ်ရောအောက်ရောဆိုတော့အဲ့ဒီအချိန်မှာကိုလူတွေကလည်းစုပ်ပေးလိုက်ရတာဗောလို့တော်လိုက်တပ်ဖွဲ့ဝင်တဦးကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၄ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာလည်း PDF စခန်းကိုမီးရှို့ပြီးတော့တေဆုံသွားတဲ့စစ်သားအလောင်းများနဲ့ဒဏ်ရာရရှိသူများကိုတေဆောင်က6ဦးမြို့နယ်နိုင်ရီကန်ကျေးရွာကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်ဘုံချခံရမှာကြောက်လို့ထင်တဲ့သူတို့တပ်ဆွဲထားတဲ့စခန်းမှာဆေးမကုတ်ရဲဘူး နတ်ရေကန်တောင်ပိုင်းကနေအိမ်တွေထဲမှာစေကူတနေတယ်လို့သိရတယ်ပြည်သူတွေရှိတော့ကျွန်တော်တို့လည်းရွာထဲကိုဘုံဒီမချပဲနဲ့သူတို့တက်ဆွဲထားတဲ့စကမ်းကိုတော့ဘုံချခဲ့သေးတယ်ထိခိုက်သေးဆုံးမှုတော့မသိရသေးဘူးလို့တော်လိုင်းရေးတက်ဖွဲ့ဝင်တဦးကရှင်းပြထားပါတယ်၎င်းတက်ခိုက်မှုကိုမြင်းကြံခရိုင်တရဲအမှတ်နှစ်တက်ခွဲသုံးတက်စုနှစ်မြင်းကြံ21ပျောက်ကြားတက်ဖွဲ့ဒေါင်းစစ်တီပျောက်ကြားတက်ဖွဲ့မြောင်မျိုးနယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးတက်ဖွဲ့ CDSOM အညာအမြေအဖွဲ့ကြောက်ပရောင်း PDF တက်လို့ ပျောက်ကြားလက်ယုံအဖွဲ့ CDSOM မြောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့003တိုက်နယ်တပ်ပေါင်းစုအဖွဲ့ Hero အဖွဲ့မြို့နယ်ပကဖအဖွဲ့နဲ့ဘိုးဆက်ဖို့အဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ